မင်္ဂလာပါရှင်ကျွန်မတီကပါဒီနေ့ဖို့ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အိန္ဒိယမွေးလို့သားဌာနရဲ့၈ရက်လီလာ2025ရက်နေ့ခံမှန်းချက်ရမင်္ဂလာပင်လယ်တောင်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့လီပီအာနယ်ရှယ်ဝန် low pressure area ကတော့ အနောက်မြောက်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့ဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းနဲ့၎င်းနယ်ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာပုံမောအားကောင်းသောလီဖီအာနယ်ရှဝန်ဝဲမတ်လိုပရက်ရှာအေရိယာအဖြစ်ဆက်လက်တည်ရှိနေပါတယ်။ပုံမောအားကောင်းသောလီဖီအာနယ်ရှဝန်ကတော့လာမယ့်24နာရီအတွင်းအေပယ်လ10ရက်ကနေအေပယ်လ9ရက်နေ့အတွင်းမြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားပါမယ်။ဒီနောက်မှာတော့လာမယ့်48နာရီအတွင်းအေပယ်လ10ရက်ကနေ17ရက်နေ့အတွင်းမြောက်အရှေ့မြောက်ဘက်ကိုလမ်းကြောင်းပြောင်းလဲသွားပြီးတော့ဘင်္ဂလားပင်လယ်အနယ်ပိုင်းမှာ ာတဖြည်းဖြည်းအင်အားလျော့နေသွားမယ်လို့ခန့်မှန်းရပါတယ်။ပုံမအားကောင်းသောနေပြည်တော်နဲ့ရှမ်းဝေးရဲ့အရှင်ကျောင်းလာမယ့်24နာရီအတွင်းစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရောင်းတိုင်းဒေသကြီးအေရယာတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်ကောင်းစီတချင်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ခရနီပြည်နယ် ပြင်းပြင်းနဲ့နဲ့မွန်ပြည်နယ်မှာနေရာစိမ့်စိမ်မိုးထစ်ချုံရွာနိုင်ပြီးတော့တရင်းနိုင်အတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ငလင်ဘေးတဲ့ပြည်သူတွေအနေနဲ့မိုးရွာသွန်းတာစိုက်စင်းလေပြင်းတွေတိုက်ခတ်တာ မိုးတိမ်ထောင်တွေဖြစ်ပေါ်လာတဲ့နဲ့အတူတူနောက်ဆက်တွဲကျန်းမာရေးဆိုင်ရာရန်ရာတွေကိုအထူးသတိပြုနိုင်ဖို့နဲ့အမိုးကာတွေကြိုတင်ပြင်ဆင်နိုင်ဖို့လည်းအသိပေးနှိုးဆော်လာတာဖြစ်ပါတယ်။မလူအသားအခြေအနေတွေဟာအချိန်နဲ့တပြေးညီပြောင်းလဲဖြစ်ပေါ်နေတာဖြစ်တဲ့အတွက်ထွက်ပြန်ကြေညာချက်တွေကိုသတိပြုစောင့်ကြည့်နိုင်ဖို့လည်းတိုက်တွန်းအကြံပြုလာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့အေပယ်လရှိရနေအတွက်မလို့တာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်မှာတည်ရင်တည်တဲ့ကနေတည်လို့တက်ပါရတယ်။ပင်လယ်ပြင်အခြေအနေကရခိုင်ကရက်နဲ့မြဝကျောပေါ်ဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနှင်းငယ်ကနေလှိုင်းတည်တဲ့ရှိပါမယ်။တနအီကန်ရက်နဲ့မိုးဒမကွေ့မှာတော့လေဟာအရှိအရှိမြောက်ဘက်ကနေတနအီကို10မိုင်ကနေ -20 ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနှင်းငယ်ကနေလှိုင်းတည်တဲ့ရှိပါမယ်။မိုးချင်နေဟာမန်လေးတိုင်းဒေသကြီးအီယော်တိုင်းဒေသကြီးတရင်းနိုင် က်တိုင်းဒေသကြီးရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာစိတ်ဆင်မှုတက်ကြုံရွာတော်ပြီးတော့စကိုင်းတိုင်းဒေသကြီးမိုးတိုင်းဒေသကြီးရောင်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်မှာနေရာကွက်ကြောင်မှုတက်ကြုံရွာပါမယ်။ နေပူချိန်တွေကတော့စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရောက်တိုင်းဒေသကြီးဘကိုးတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်မှာပုံမှန်အပူချိန်ထက်မြင့်တက်ပါမယ်မြို့ချင်းတွေကတော့စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရောက်တိုင်းဒေသကြီးဘကိုးတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်မှာမနက်ပိုင်းမှာမြို့တွေတွေကြာဆင်းပါမယ်ရှင်ဆက်လက်ပြီးတော့လည်းငလျင်တဲ့ဒေသတွေအပါပြည်နယ်နဲ့တိုင်းတချို့မှာမိုးရွာသွန်းနိုင်တဲ့ကြောင်းဖော်ပြပေးပါမယ်မင်္ဂလာပင်လယ်ော်အရှိတောင်ပိုင်းကပ်လီပင်လယ်ကျွန်းအနီးဖြစ်ပေါ်နေတဲ့နေပြည်အာနယ်ရှံဝင်းရဲ့အရှိန်ကြောင့်မင်္ဂလာပင်လယ်ော်အရှိတောင်ပိုင်းကပ်လီကျွန်းအနီးမှာဖြစ်ပေါ်နေတဲ့နေပြည်အာနယ်ရှံဝင်းရဲ့ ရှင်ကြောင့်အေဘလ9ရက်ကနေ15ရက်အတွင်းငလျင်တဲ့ဒေသတွေအပါအဝင်ပြည်နယ်နဲ့အတိုင်းတချို့မှာမိုးရွာသွန်းနိုင်တဲ့အကြောင်းမူလို့သားနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကလည်းထုတ်ပြန်ပါတယ်။အေဘလ9ရက်ကစာလို14ရက်အတွင်းနေပြည်တော်စကိုင်းမန္တလေးမကွေးတိုင်းနဲ့ရှမ်းပြည်နယ်အပါအဝင်နေရာကွက်ကြားကနေနေရာကျဲကျဲရန်ကုန်ပဲခူးအရာတွေတရင်းနိုင်တိုင်းနဲ့ကချင်ချင်းရခိုင်ခရနီကရင်မုတ်ပြည်နယ်တွေမှာနေရာကျဲကျဲကနေနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ကြောင်းလည်းသိရပါတယ်။ဒါအပြင်အေဘလ17ရက်ကနေ15ရက်အတွင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းမှာနေရာကျဲကျဲက နေနေရာဆိတ်ဆိတ်ကြံတပီလုံးမှာနေရာဆိတ်ဆိတ်ကနေနေရာအနှံ့ပြမုတ်တကြုံရွာသွန်းပြီးတော့နေပြီးတော့ရောင်တိုင်းပုဂိုးတိုင်းအေရာရီတိုင်းသတင်းနိုင်တိုင်းနဲ့ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ခရနီပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်မှာတော့နေရာကွက်ပြီးမိုးကြီးတာမိုးတိကျတာမိုးချိုးပြတာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ကြောင်းလည်းဖော်ပြထားပါတယ်။ အခုတော့မိုးထစ်ကြုံကြွားတာတွေနဲ့အတူတူနေရာကွက်ပြီးမိုးကြီးတာမိုးသီးကြွေတာမိုးကြိုးပြစ်တာနဲ့နေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပြီးတော့မိုးရွာသွန်းတာကြောင့်ရေကြီးတာမြေပြိုတာနေပြင်းတိုက်ခတ်တာတွေကြောင့်အဆောက်အုံတက်ကိုင်း fiber line နဲ့ရဲစစ်တာအား line တွေပြိုကျတာရိုင်းနေတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်ကြောင်းလည်းသတိပေးပါရစေ။ ငလီတန်းကြောင့်စကိုင်းနယ်မန္လေးမှာရှိတဲ့ပြည်သူအများပြားလမ်းမတွေပေါ်မှာယာယီနေထိုင်ကြပြီးတော့ယမန်နေ့ညပိုင်းကမိုးရွာသွန်းတာကြောင့်ယာယီအမှုအကာပြိုလဲမှုတွေရှိနေပြီးတော့ရက်ွက်တချို့ရည်တင်တာတွေရှိခဲ့ပါတယ်။ဆက်လက်ပြီးတော့ရဲတပ်ဗန်မိုးလေဝသခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဒီတစ်ပတ်အတွင်းဘင်္ဂလားပင်လယ်အခြေအနေကတော့ဧပြီလ9ရက်နေ့ရှိရနေတဲ့အတွင်းဘင်္ဂလားပင်လယ်တောင်ပတ်ပိုင်းမှာလေပြင်းအားနဲ့ရောင်းဝန်တစ်ခုဖြစ်ပေါ်နိုင်ပြီးအဆိုပါလေပြင်းအားနဲ့ရောင်းဝန်ကတော့လာမယ့်အသုံးလေးရက်အတွင်းအနောက်အနောက်မြက်ဘက်ကိုဥတီရွှေရှားနိုင်ကြောင်းခံမှန်းထားပါတယ်။မိုးလေဝသခံမှန်းတွက်ချက်ပြ မော်ရယ်တီအရအဆိုပါလီဗီအားနဲ့ရောင်ကတော့ဆက်လက်အားကောင်းလာတာမရှိတဲ့ကြောင်းခံမှန်းခဲ့ပေမဲ့လည်းသူ့ရဲ့လမ်းကြောင်းနဲ့အားကောင်းလာမှုအခြေအနေကိုအချိန်နဲ့မျှစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ဗင်္ဂလားပင်လယ်တောင်ဘက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လီဗီအားနဲ့ရောင်အရှင်ကြောင့်မြန်မာတိုင်းနိုင်ငံလုံးမှာအချိန်ကာမှုမိုးရွာသွန်းတာတွေနေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်ပါမယ်။အပူအေးပြောင်းလဲတာတွေကြောင့်မိုးလဲပိုင်းနဲ့ညနေပိုင်းအချိန်တွေမှာလေပြင်းတိုက်ခတ်တာမိုးတိုက်တောင်ဖြစ်ပေါ်တတ်တာနေရာကွက်ပြီးမိုးကြီးတာမိုးသီးကြွေတာလျှက်စီးလက်တာနဲ့မိုးချိုးပြစ်တာစတဲ့ဘီးရက်နေတွေဖြစ်ပေါ်နိုင်လို့ပုံမှန်ကရုပြုက ြားဖို့လိုအပ်တယ်လို့လည်းဆိုပါရယ် မိုးချင်တွေကတော့မြန်မာနိုင်ငံအရှိတောင်ဘက်ကြားကရေငွေ့ပောင်ဝင်တဲ့တိမ်ဆိုင်ဝဲတွေနဲ့ဘင်္ဂလားပင်လယ်ကကပလီပင်လယ်ပြင်အတွင်းမှာရှိတဲ့တိမ်ဆိုင်ဝဲတွေကလွင့်ဆင်လာတဲ့တိမ်တွေနဲ့ဘင်္ဂလားပင်လယ်အမှာပြတ်ပေါ်လာနိုင်တဲ့လေပြင်းအားနဲ့ရွာဝန်အရှင်ကြောင့်မြန်မာနိုင်ငံနေရာအနှံ့အပြားမှာနေရာစိစိကနေနေရာကျဲကျဲမိုးရွာသွန်ပါပဲရွာရွာလုံး80ဖြစ်ပါတယ်။ငလျင်ဘေးသင့်ဒေသတွေဖြစ်တဲ့မန်လေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့ပဲခူးတိုင်းမှာလည်းမိုးရွာသွန်တာကြောင့်ဘေးသင့်ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့အသိပေးလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ဘန်ကောက်အဆအုံပြိုကျတာမှာအသက်ရှင်သူမရှိနိုင်တော့ဘူးလို့ဘန်ကောက်အုပ်ချုပ်ရေးမှူးပြောကြားတဲ့အကြောင်းဖော်ပြပေးပါမယ်။ဘန်ကောက်ရဲ့အဆိုအရဆင်းစစ်ရုံပြိုကျမှုမှာအသက်ရှင်သူမရှိနိုင်တော့ဘူးလို့ဘန်ကောက်အုပ်ချုပ်ရေးမှူးကတနင်္ဂနွေနေ့မှာပြောကြားပါရယ်။လက်ရှိမှာတော့ဒီလိုကြီးမားတဲ့အဆအုံပြက်စီးတွေကိုကြီးမားတဲ့ဆက်ရန်နေရာတွေနဲ့ရှင်းလင်းနေတာပါ။အုပ်ချုပ်ရေးမှူးကလူတွေအများစုရှိနိုင်တယ်လို့ယူဆရတဲ့နေရာကိုဆက်လက်တူပေါ်နေတယ်လို့ဆိုပါရယ်။အဆအုံပြက်စီးရဲ့ထိန်းဆုံးအလွာကိုဖော်ရှားထားပြီးလို့သူကဆိုပါရယ်။စားလို့ရဲ့အလို့သမားတွေအသုံးပြုကြတဲ့လေကားနဲ့ ဓာတ်လေကနေရတဲ့ကိုစတင်တူဖို့နေပြီလို့သိရပါဗျ။ပြီးခဲ့တဲ့စနေမှာအဲဒီကနေအလောင်းနှလောင်းကိုထုတ်ယူနိုင်ခဲ့ပြီးတော့တနင်္ဂနွေနေ့မနက်ပိုင်းမှာကိုခန္ဓာအစိပ်ပိုင်းတွေကိုရယူနိုင်ခဲ့ပါဗျ။အနံ့ခံခွေတွေ drone တွေကိုအသုံးပြုပြီးရှာဖွေကယ်ဆယ်လုပ်ငန်းတွေကိုလုံဆောင်နေတာပါ။တနင်္ဂနွေနေ့ညနေ6:00နာရီတိစီးရင်အရာအဲဒီအဆောက်အုံပြုကြမှုမှာလူ78ယောက်သေဆုံးပြီးတော့86ယောက်ကတော့ပျောက်ဆုံးနေတယ်လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့ငလင်းကြောင့်တည်ဆုံးသူတွေကိုဗန်နှစ်တန်းထိထိုင်းဆွေရကပေးမယ်ကြောင့်ဖော်ပြပေးပါမယ်။ငလင်းကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ Charities မှာရှိတဲ့စောက်လုံစဲနိုင်ငံတော်စင်းစစ်ရုံအဆောင်အုံပြုကြမှုအတွင်တင်ဆောင်သူတွေအတွက်တအုပ်ကိုနှစ်နာချီပတ်တန်းကနေနှစ်တန်းထိပေးသွားမှာဖြစ်တဲ့ကြောင့်ထိုင်းလူ့သမားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒီနှစ်နာချီကိုထိုင်းမြန်မာရှေ့ပြောင်းအလို့သမားလို့မခွဲကြဘဲတန်းတူပြည့်ရသွားမှာဖြစ်တဲ့ကြောင့်လူ့သမားဝန်ကြီးဌာနအမြဲတမ်းအတွင်းကပြောကြပါတယ်။နှစ်နာချီအတွက်အသက်ဆုံးရှုံးခဲ့တဲ့သူတွေရဲ့မိသားစုဝင်တွေကရှောက်ထားရမှာဖြစ်ပြီးရှောက်ထားချိန်ကနေစလို့15ရက်အတွင်းစစ်စစ်ကပြည့်ရသွားမှာဖြစ်တဲ့ကြောင့်လူ့သမားတွေရဲ့နှစ်နာချီကိုတော့အလို့ရှင်ဘက်ကတာဝန်ယူ လွှတ်ဆောင်ပေးရမှာဖြစ်ကြောင်းသိရပါဗျ။တရားရရှိနေတဲ့အလုပ်သားတွေရဲ့စေကူတာစီနဲ့နိနာကြီးတွေကိုအလုပ်သားဝင်ကြီးဌာနဘက်ကလူမှုပုလုံရေးရုံနဲ့ပူးပေါင်းပြီးတာဝန်ယူပေးမှာဖြစ်ပြီးလူမှုပုလုံကြီးစောင့်ထားတဲ့အလုပ်သားတွေဟာငွေနဲ့ကြောင်းအလုပ်လက်မဲ့ဖြစ်မှုအတွက်လုံအားကတစ်လကိုဘတ်8500နဲ့အနည်းဆုံး6လထိခန်းစား권ရှိမှာဖြစ်ပါတယ်။လက်ရှိချိန်တည်းတော့အဆောက်အုံပြိုကျတာကြောင့်သေဆုံးသူ18ဦးရှိလာပြီးတော့တရားရရှိသူ9ဦးနဲ့ပျောက်ဆုံးသူ89ဦးရှိကြောင်းလည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့လည်းမန်လေးစကိုင်းဗီလာပြေကြားမှုမှာမြန်မာအလားမဲ့စီလီမီတည်ဆုံနေကြောင်းဖော်ပြပေးပါမယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကအင်အားပြင်းငယ်လေးလှုပ်ခတာကြောင့်ပြိုကျခဲ့တဲ့မန်လေးစကိုင်းဗီလာကွန်ဒိုမှာမစ်တိုရီဇင်မြန်မာ2008တဲ့မြန်မာနိုင်ငံကိုစားပြုဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အလားမဲ့စီလီမီတည်ဆုံကြောင်းသိရပါတယ်။အခုလိုမြန်မာအလားမဲ့စီလီမီတည်ဆုံတဲ့ပေါ်မစ်တိုရီဇင်မြန်မာ organization ကလည်းဝန်ထမ်းကြောင်းဖော်ပြပါတယ်။ အလားမြင်စနေမီကတော့မန်းလေးမျိုးစကိုင်းဒေတာကွန်တိုပြောကြားမှုမှာပြင်းပြခဲ့ပြီးတဲ့နောက်ရှာဖွေကဲဆဲတွေပြုလုပ်စဉ်မှာအီဗလာ၂ရက်ကသူ့ရဲ့ရုံလောင်းကိုတွေ့ရှိခဲ့ပြီးတဲ့နောက်မှာရံဝမျိုးကိုပို့ဆောင်ခဲ့ကြောင်းသိရပါတယ်ငလီကြောင့်ပြောကြခဲ့တဲ့မန်လေးမျိုးစကိုင်းဗီလာကွန်တိုတွေရောင်းချစဉ်ကငလီတန်ခံနိုင်တဲ့အုတ်မြစ်နဲ့တိဆောက်ထားကြောင်းကြေညာခဲ့ပေမဲ့အခုလိုဖြစ်ပေါ်ခဲ့တဲ့အင်အားပြင်းငလီပေးမှာတော့အဆိုးရွားဆုံးထိခိုက်ပျက်စီးခဲ့တဲ့အဆောင်တစ်ခုဖြစ်လာပါဗျ။အဆိုးပါငလီနှုတ်ခတ်တာကြောင့် မြန်မာနိုင်ငံမှာပြည်စုံသူ3100ကျော်ထိခိုက်ဒဏ်ရာရရှိသူ4600ကျော်ရှိနေပြီဖြစ်တဲ့ကြောင့်မြန်မာအကူထပ်ပို့လာပြီးတော့တေဆုံးသူတွေလည်းတိုးလာရရှိကြောင်းသိရပါတယ်